အားလုံးပဲမင်္ဂလာပါ7ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်သတင်းကတော့တကယ်တော့သတင်းကောင်းမဟုတ်ပါဘူးကျွန်တော်တို့မြန်မာတွေမြန်မာတွေအကုန်လုံးအမေရိကန်လုံးဝလာလို့မရတော့ဘူးမြန်မာတွေဆိုတဲ့နေမှာမြန်မာနိုင်ငံသားတွေအားလုံးလုံးဝလာလို့မရတော့ပါဘူးဒါဒီလိုပဲအကြံပြုပြောမှာပေါ့နော်ဒီသတင်းကလည်းအားလုံးလည်းတီးပြီးလောက်ဖြစ်ပါပြီ အဲ့တော့မြန်မာတွေကိုသူကဗီဇာတွေအကုန်လုံးကိုကြောင်းသားဗီဇာတွေရောအလဲပတ်ဗီဇာတွေရောဟာအဗီဇာတွေဂျေဗီဇာတွေအမ်ဗီဇာတွေအကုန်လုံးကိုသူကပိတ်လိုက်တယ်ပေါ့နော်ဒီဖြစ်စဉ်ရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်တော့ဒီလိုဗီဇာဘန်းပြီးတော့ဒီလိုပိတ်ပင်တာကဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းမှာစခဲ့တာပါဟို2019ခုနှစ်မှာဒေါ်နယ်ထရန့်ကအဓိကအပြင်သူကမွတ်စလင်နိုင်ငံတွေကိုခီးသွားပိတ်ပင်ခဲ့တယ် ီလိုမျိုးပေးလိုက်တဲ့နေရာမှာအီရန်တို့လီဘီးယားတို့ဆိုမာလီယာတို့ဆူဒန်နဲ့ယီမန်တို့လိုနိုင်ငံတွေပါတယ်ပေါ့အဲဒီမိန်ကြောင့်မလို့လည်းပဲလေစိတ်တွေမှာအတော်လေးကိုရှုပ်ထွေးမှုတွေဖြစ်ခဲ့တယ်အားလုံးလည်းကြုံလိုက်ကြမှာပါကျွန်တော်တို့ DV တွေပေါ့နော် DV တွေကိုလည်းပဲသူပေးလိုက်တော့ကျွန်တော်တို့တချို့တွေ DV တွေပေါက်ရတာနဲ့ဒီနိုင်ငံကိုလာလို့မရဘူးဆိုတာရှိခဲ့ပါတယ်ဒီ visa တက်တန်းကြော်ပြီးနေတာပေါ့နော် over stay ဖြစ်တာတွေကြောင့်များလို့တဲ့ဒီစီးရင်မှာအဲ့ဒါတွေများလို့ဆိုပြီးပြောလိုက်ပြောပြီးပိတ်လိုက်တာပေါ့နော်ဒါမဲ့ဘာကြောင့် ဒီမြန်မာနိုင်ငံကိုဒီစင်းနဲ့မှာထဲခဲ့တာလေပေါ့မြန်မာနိုင်ငံက2020တခုနှစ်မှာစစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာနိုင်ငံရေးခြေအနေတွေလုံးဝကိုမတည်ငြိမ်တော့ဘူးဒါအပြင်သူကအမေရိကန်မှာဗီဇာတက်တန်းကျော်နေထိုင်သူမြန်မာနိုင်ငံသားတွေလည်းပို့ပြီးတော့တိုးလာတယ်လို့သူကဆိုတယ်ဥပမာအပြင်ကျွန်တော်တို့ဟို B1 B2 ဗီဇာတွေပေါ့နော် B1 B2 ဗီဇာတွေနဲ့ဒီခီးသွားဗီဇာနဲ့ပြောရရင်ဟို visit visa နဲ့လာပြီး overstay နေထိုင်သူတွေဟာတဲ့9.9ရာခိုင်နှုန်းရှိတယ်လို့သူကဆိုတယ် ပြီးခါကြတော့ဟိုចောင်းသားဗီဇာလို့ခေါ်တယ် F ဗီဇာ M ဗီဇာ J ဗီဇာဒီဟာတွေနဲ့နေတဲ့လူတွေအားလည်းတက်တန်းကျော်နေထိုင်တဲ့လူတွေအားဆိုရင်တဲ့29.3ရာခိုင်နှုန်းအထိရှိတယ်လို့ဆိုတယ်အဲ့တော့ဒါကြောင့်မို့လို့သူကပို့လိုက်တာလို့ပြောတယ်ပြောမယ်လို့ကျွန်တော်ဒီနေရာမှာပေါ့နော်တုံးတက်ကြည့်ရမယ်ဆိုရင်ပေါ့ဒီအကြောင်းနေကြောင်းမို့လို့ဆိုတာတကယ်တမ်းတော့ဒေါ်နယ်ထရန့်ကအခုသူကဒီမှာဒီပိုတေးရှင်းတွေလုပ်တယ်ပေါ့နော် မြန်မာနိုင်ငံကိုသူကပြန်ပြီးတော့ပို့ခြင်းတယ်ကျွန်တော်တို့အရင်တုန်းကလည်း BBC မှာတော့မှကျွန်တော်တို့အကုန်လုံးတွေးလိုက်ကြမှာပါအဲ့တဲ့တင်းမှာသူမြန်မာတွေကို၂ယောက်ကို၃ယောက်ကိုပြန်ပို့ဖို့ရတော့ဒီဘက်ကနေပြန်လက်ခံတဲ့ဘာညာနဲ့ပြောတယ်ပေါ့နော်ပြောတဲ့နေရာမှာတကယ်တမ်းတော့ပြန်လက်မခံနိုင်ဘူး ဘာဖြစ်လို့ပြန်လက်မခံနိုင်လဲဆိုတရုတ်လည်းပဲလက်မခံဘူးအိန္ဒိယလည်းပဲလက်မခံနိုင်ဘူးနောက်မြန်မာတွေကပို့ပြီးတော့စိုးပါတယ်မြန်မာတွေကကျွန်တော်တို့နိုင်ငံသားကိုထွက်ပြေးသွားရတယ် refugee တွေမှာပေါ့နော်များဆုံးကဘာဖြစ်လဲဆိုဒီနိုင်ငံကိုရောက်တဲ့လူတွေ refugee တွေများလာတယ်အဲ့ refugee တွေမှာဆိုရင်သူကတော်တော်များများက data တွေကမမှန်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကထွက်ပြေးလာတော့ကသူတို့တွေရဲ့အိမ်အောင်စုဇင်းတွေသူတို့ရဲ့မွေးတက်တွေသူတို့မှာပုံနေတယ်ဘာမှပါမလာဘူး ဘာမလာတဲ့အတွက်ကြောင့်မလို့သူတို့ကဘာလုပ်ရလဲဆိုဟိုဘက်တွေရောက်တဲ့ခါကျလွယ်အောင်ဆိုပြီးတော့တရက်တလာတွေအဲ့လိုမျိုးတွေများသောအားဖြင့်ထဲကြတာတွေရှိတယ်သူတို့နာမည်တွေမှာဒီလူကသူကတကယ်အမှန်ကန်တဲ့သူ့နာမည်နဲ့ရှောက်လိုက်တယ်ပြီးတဲ့ခါကျတော့မှသူကအမေရိကန်ကိုသူကမလာကြတော့ဘူးသူရဲ့အင်္ဂလိပ်စကေးတွေကြောင့်မလို့သူမလာနိုင်တော့ဘူးဆိုတဖြင့်လူကနေပြီးတော့မှအဲ့ဒီဟာကိုကျွန်တော်တို့အကြောင်းမျိုးမျိုးတွေနဲ့ပေါ့နော်အဲ့လိုမျိုးတွေချိန်းနာတွေစသဖြင့်သူကမစောင့်နိုင်လို့မလို့အဲ့လူနဲ့လဲလိုက်တာတွေစသဖြင့်အကြောင်းတွေနဲ့ရှိတဲ့အတွက်ကြောင့်ဒီမှာ data တွေပြန်တိုက်တဲ့နေရာမှာလက်ဘွေတွေနဲ့နာမည် ယ်တွေနဲ့မြန်မာနိုင်ငံလက်ပွေတွေနဲ့မမှန်တာတွေအဲ့လိုတွေကြောင့်မို့လို့ပြန်ပြီးတော့လက်မခံနိုင်ဘူးအဲ့လိုလက်မခံနိုင်တာတွေအတွက်ကြောင့်မို့လို့လည်းပဲဒါအဓိကအချက်အနေနဲ့အချက်တစ်ချက်အနေနဲ့ပြန်ပါလာတာပေါ့နော်ဒီလိုပြန်ပို့ကျင်တယ်ပြန်ပို့တာကိုလက်မခံနိုင်ဟိုတနေ့ကကျွန်တော်လုတ်ခဲ့တဲ့ဗီဒီယိုမှာဆိုရင်လည်းအလုံးကြည့်ပြီးသားဖြစ်မှာပါမြန်မာနိုင်ငံကိုပြန်ပို့ကျင်တယ်ဒီဘက်ကနေပြီးတော့လက်မခံနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူကိုကျွန်တော်တို့ NM ကိုတတိယနိုင်ငံကိုသူပြန်ပို့လိုက်တယ်ပေါ့နော် အမေရိကန်ကနေပြီးတော့တဲ့ပြန်ပို့တဲ့လူတွေကိုတဲ့ဒီရန်ကုန်မှာရှိတဲ့စစ်ကြောရေးစခန်းမှာခေါ်ပြီးတော့စစ်ဆေးနေတယ်ဆိုပြီးသူတို့ဘက်ကနေသတင်းတွေပို့တယ်ဆိုပြီးသတင်းတွေပြီးတကယ်တော့ကျွန်တော်လည်းသိရတဲ့လောက်ကျွန်တော်လေးလာကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့ဒီဘက်ကနေပြီးအဲ့လောက်တောင်ပြန်ပို့တာကိုမရှိသေးပြန်ပို့လက်မခံသေးဘူးဒီဘက်ကပြန်ပို့ကျင်တာတောင်လက်မခံဘူး လက်ခံဖို့ရသူတို့မရှိဘူးဒါမဲ့သူတို့တွေကကျွန်တော်ထင်တာဒီကနေတည်းပြီးတော့မှအကြောင်းမျိုးမျိုးနဲ့ကိုယ့်အကူပြန်လာတယ်အဒီမှာအမေရိကန်မှာမနေကျွန်တော်လို့ပြန်လာတဲ့လူတွေအများကြီးရှိပါတယ်ခုတောင်မှကျွန်တော်တငယ်ချင်းတွေဆိုရင်သူတို့တွေသူတို့အိမ်မှာပဲသူတို့နေတော့မယ်ပြန်ပြန်မယ်ဆိုပြီးသူတို့တွေလုံးဝပြန်သွားကြတဲ့တငယ်ချင်းတွေရှိအခုပြန်ဖို့လို့လုံနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းနေနဲ့ပြန်လာတဲ့ဟာတွေကိုသူတို့တွေကဟိုခေါ်ယူစစ်ဆေးတာတွေဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော် ဒါကကျွန်တော်စကားဆက်မိလို့နည်းနည်းပြောပြတာကျွန်တော်ခုနဟာကိုပြန်ပြီးတော့ကောက်အောင်မယ်ဆိုရင်ဒီ2025ခုနှစ်မှာ2025ခုနှစ်ဇန်နဝါရီလမှာ Trump ကသူ့ရဲ့ဒုတိယတက်တန်းမှာသူကအမိန့်ကိုပြန်ပြီးတော့ထုတ်ပြန်ခဲ့တယ်ဒီအမိန့်မှာအမေရိကန်တွေရဲ့မျိုးသားလုံခြုံရေးကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံတွေအများကြီးကိုသူက private band တွေလောက်လိုက်တယ်ဒီနေ့မှာ तू อ่ะအဲ့ဒီဥစားကို तू อ่ะရက်ပေါင်း60ဆိုပြီးတော့3လတော့တကယ်တော့3လကျော်ကျော် तू ရက်ပေါင်းများစွာကြားတယ်အဲ့ဥစားတွေအကုန်လုံးကို तू ကစင်းအတိအကျထုတ်လိုက်တယ်စင်းအတိအကျထုတ်လိုက်တဲ့နေရာမှာဒီမှာမြန်မာနိုင်ငံပါလာတယ်2025ခုနှစ်တဲ့ဇွန်လ6ရက်နေ့12နာရီနေ့မှာတမနစ်စွန်းသွားတာ ਨੇ တခါတဲ့အဲ့ထဲကိုဝင်သွားမှာ 9ရက်နေ့သူက7နာရီနဲ့10မိနစ်ဆိုတာနဲ့အဲ့လို10ရက်နေ့တည်းကိုရောက်တာနဲ့တက်ဝင်ရမယ်ဆိုပြီးသူကအချိန်အတိကျပါပါတယ်။အဲ့ဒီထဲမှာဘာတွေပါလဲဆိုလို့ရှိရင်သူက7နာရီနဲ့10မိနစ်မှာစတင် အာနာတက်ဝင်ရမယ်လို့သူကပြောတယ်။ဒီမတိုင်ခင်ထုတ်ပေးထားတဲ့ဗီဇာတွေကိုတော့ပြန်လဲရုပ်သိမ်းမှာမဟုတ်ဘူးလို့လည်းသူကဆိုတယ်။ဒါပေမဲ့ဒီရက် ပြီးသွားတာနဲ့အဲ့မြန်မာနိုင်ငံသားတွေဟာခီးသွားဗီဇာတွေအလဲဘက်ဗီဇာတွေကြောင်းသားဗီဇာတွေအလုပ်ဗီဇာတွေစသဖြင့်မြည်သည့်ဗီဇာမျိုးနဲ့မှအမေရိကန်ကိုဝင်ရောက်ခွင့်မရတော့ပါဘူးဒီဗီဇာဘန်းကမြန်မာနိုင်ငံသားတွေကိုဘယ်လိုတက်ရောက်မှုရှိလဲပေါ့ဒီပိတ်ပင်မှုကြောင့်မြန်မာနိုင်ငံသားတွေဟာအမေရိကန်မှာပညာသင်ကြားဖို့လုံးဝမရှိတော့ဘူး။ဒါမျောလင်းထားတဲ့သူတွေ၊ခီးသွားဖို့စီစဉ်ထားတဲ့သူတွေ၊မိသားစုတွေနဲ့ဒီမှာလာတွေ့ဖို့လို့စီစဉ်ထားတဲ့သူတွေအားလုံးကိုထိခိုက်ခံရမှာဖြစ်ပါတယ်။ ဒါမဲ့တချို့သောသူတွေကတော့သူကခြွင်းချက်အနေနဲ့ခွင့်ပြုထားပါသေးတယ်။ဥပမာအမေရိကန်မှာတရားဝင်နေထိုင်ခွင့်ရှိနေတဲ့သူတွေဟို Green Card ကင်ဆောင်ထားတဲ့သူတွေပေါ့နော်။နောက်သူကအမေရိကန်အစိုးရအတွက်အလုပ်လုပ်ခဲ့ဘူးတဲ့အဲသူတွေအဲ့လိုမျိုးလူတွေဆိုရင်တော့သူကခြွင်းချက်ပေးထားလို့ရတဲ့သူတွေတော့သူကခြွင်းချက်ပေးထားတယ်။ပြီးတဲ့ခါကျတော့သူကနှစ်နိုင်ငံသား ဖြစ်တဲ့လူတွေကိုလည်းပဲသူကနှစ်နိုင်ငံသားဖြစ်တဲ့လူတွေကိုလည်းပဲဘန်ထားတဲ့နိုင်ငံပေါ့နော်အဲ့နိုင်ငံနဲ့နှစ်နိုင်ငံသားဖြစ်တဲ့လူတွေကိုတော့သူကခွင့်ပြုထားတယ်ဒါပေမဲ့ဒီနေရာမှာကြောက်တခုဘာဖြစ်လဲဆိုမြန်မာနိုင်ငံကကြတော့နှစ်နိုင်ငံသားကိုသူကဂျူရယ်စီတီဇင်ကိုသူကလက်မခံဘူးအဲ့တော့လက်မခံတဲ့အတွက်ကြောင့်မလို့လည်းပဲကျွန်တော်တို့ကဒါပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီဥစ္စာကလည်းပဲမျှော်လင့်ချက်မရှိဘူးလို့ပဲပြောရမှာပေါ့နော် ဒီဗီဇာဘန်းနာကတော့တကယ်တော့မြန်မာနိုင်ငံသားတွေအတွက်အိမ်မက်တွေကိုပြိုကွဲပြီးတော့နိုင်ငံတကာဆက်ဆံရေးမှာလည်းပဲဒါတော်တော်လေးကိုထိခိုက်နိုင်ပါတယ်အခုသတင်းတွေမှာဆိုရင်ဒီတက်ဆတ်တို့တွေမှာဆိုလို့ချင်းအမှန်ကဒေါက်တာတွေဟာဆိုရင်တဲ့ဘယ်သူကိုမဆိုအကုန်လုံးကိုဒါကုသပေးရမယ်ဒါပေမဲ့ခုဆိုရင်သူတို့ဘာလဲဆိုအဲ့ဒါတွေကိုတင်ပြထားတယ်သူတို့မကုသပေးသင့်တဲ့ဟာတွေကိုမကုသလို့ ရနိုင်တဲ့ဥပဒေတွေကိုတင်ပြပေးဖို့လွတ်တော်တွေပါတယ်နဲ့လုပ်နေတယ်ဆိုတော့ဒီမာဂါလို့ခေါ်တယ်ပေါ့နော်ဒီမျိုးချစ်တဲ့ Made American Great Again ကြီးကအရန်ကြီးကိုကြီးထွားလာနေပြီလို့ဒါပြောလို့ရတာပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်လည်းဒါဒီ American ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒအစအောင်နည်းနည်းတော့ပြန်ပြောကြည့်ရမယ်ဆိုရင် American နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကသူက 19ရာစုအစောပိုင်းကလေးကမှစတင်ခဲ့တယ်လို့ပြောလို့ရတာပေါ့နော်။သူကအဓိကအပြောတော့စီဝါရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့လူတို့ရဲ့လုံခြုံရေးဦးစားပေးခဲ့တယ်လို့အဲဒီတုန်းကတော့ဆိုတာပေါ့။1924မှာဆိုရင်လူဝင်မှုကြီးကြပ်ရေးဥပဒေလို့ခေါ်တဲ့ Immigration Act of 1924ကိုသူကထုတ်ပြန်ခဲ့တယ်။1924ခုနှစ်လူဝင်မှုကြီးကြပ်ရေးဥပဒေကနေတဲ့ပြောမှာသူကနိုင်ငံတကာရဲ့လူဝင်မှုကိုကန့်တတ်ခဲ့တယ်။ နောက်တစ်ခါ65မှာဆိုရင် head seller app ဆိုတဲ့ဥပဒေကြောင့်မို့လို့သူကလူဝင်မှုကိုနိုင်ငံလိုက်ကန့်တက်မှုကိုဖယ်ရှားပြီးတော့ကျွမ်းကျင်ပညာရှင်တွေမိသားစုပြန်လည်ပေါင်းစည်းရေးတွေကျွမ်းကျင်လက်မှုပညာရှင်တွေကိုပဲသူကဦးစားပေးတဲ့ဥပဒေကိုသူကထပ်ထုတ်လိုက်တယ်။နောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူကလုံခြုံရေးနဲ့ဆိုင်တဲ့စိုးရိမ်မှုတွေများစိုးရိမ်မှုတွေကိုကြောင်းပြပြီးတော့เนาะဥပမာအပြင်ဟိုကျွန်တော်တို့911 ဒီ hot street စင်တာကြီးတိုက်ခိုက်မှုတွေပြီးရဲ့အချိန်မှာသူက2000တခုနှစ်မှာဗီဇာလုံခြုံရေးစစ်ဆေးမှုတွေသူကပို့ပြီးတော့တိုးမြှင့်လိုက်တယ်ပေါ့အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးကသူကဒီနေ့ဒီလူဝင်ကြီးကြပ်ရေးလူမျိုးမှုဒါမှမဟုတ်လို့ကျွန်တော်နိုင်ငံရေးခိုလုံမှုပေါ့နော်သူက asylum ကိုသူကရှိတယ်အဲ့ asylum ရှိလို့မို့လို့လဲကျွန်တော်တို့နိုင်ငံတွေက asylum နေဂျိုးဘိုင်တန်ကနေပြောပေါ့နော် TPS လို့ခေါ်တဲ့ဒါယာယီ ဒဗလာဒီစတေတက်ပေါ့နော်အဲ့ဓာတွေကိုလည်းပဲသူကလုတ်ပေးတာအဲ့ဓာတွေအားလုံးကိုလည်းပဲဒီမှာသူကပေးလိုက်တယ်ခုဆိုလို့ချင်း B1 နေ B2 တွေ FDM နေ G တွေ H1 နေ B1 နေ LD စသဖြင့်အဲ့ဓာတွေအားလုံးကိုသူကအကုန်လုံးကိုပိတ်ချပလိုက်တယ်ပေါ့နော်ဟို EB3 တွေလုတ်နေတယ်ပေါ့ EB3 တွေဆိုလို့ရှိရင်ဒေါ်လာကိုတောင်းတဲ့ကြီးပြီးတော့ပေးထားတာ အဲ့ဒေါ်လာတောင်းနဲ့ကြည့်ပြီးပေးထားတဲ့ AB3 တွေလည်းပဲမြန်မာနိုင်ငံသားဆိုတာနဲ့သူကအကုန်လုံးကိုပိတ်လိုက်ပါပြီ။နောက်တစ်ချက်က DV DV ကိုလည်းပဲပိတ်တဲ့ထဲမှာပါပါတယ်။ဒီဒီစရာဝင်ရောက်လေးလာလို့ရပါတယ်။အဲဒါပေမဲ့ဘသူတွေလာလို့ရသေးလဲဆိုတော့တစ်ချက်တော့ရှိတယ်ပေါ့။အဲ့ဒါကတော့ဘာလဲဆိုရင်ဒီနိုင်ငံမှာမိသားစုဝင်ကနိုင်ငံသားဖြစ်နေတယ်။ဥပမာအဖြစ်အမျိုးသားကအမေရိကန်နိုင်ငံသားဖြစ်နေတယ်။သူ့ရဲ့ဇနီးနဲ့ဒါသမီး20နှစ်အောက်ပေါ့နော်။ ဒါသမီးတွေကိုခေါ်ခြင်းလဲဆိုလို့ရှိရင်တော့ဒါကခေါ်လို့ရပါသေးတယ်။နောက်ဒီမှာမိဘကနေတဲ့ပြီးတော့မှဒါသမီးကိုခေါ်တာတွေအဲဇနီးတဲ့ခင်မုန်းတွေခေါ်တာတွေကိုတော့ဒါကခွင့်ပြုထားသေးတယ်ပေါ့နော်။ဆိုလိုချင်တာကတော့မြန်မာနိုင်ငံသားဆိုရင်လုံးဝကိုဒါလာလို့မရတော့ဘူးလို့တောင်ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ဒီနိုင်ငံမှာဒီ citizen ကနေပြီးတော့ကိုမိသားစုပြန်လဲစီလုံးရေးပြန်လဲပေါင်းစည်းရေးခေါ်တဲ့နေရာမှာတော့မှဒါအင်မတန်မှကြာပါတယ်။ အဲចောင်းသားပြည်သားတွေအလဲပတ်တွေနဲ့စသဖြင့်ဒီတိုင်းပဲအရင်လိုလာနေတဲ့ဟာတွေကတော့မြန်မာတွေအတွက်လုံးဝကိုလာလို့မရတော့ပါဘူးအဲဒီအတွက်လည်းတကယ်ကိုမြန်မာနိုင်ငံသားတွေအတွက်လည်းကျွန်တော်တို့မြန်မာနိုင်ငံကြီးအတွက်လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်တချို့တော့ပြောကြတာပေါ့နော်အာဒီမလာလို့လည်းဘာမှတော့မဖြစ်ဘူးမလာလို့လည်းဘာမှတော့မဖြစ်ဘူးဆိုပေမဲ့လို့တကယ်ကိုမှဟိုကျွန်တော်တို့အမေရိကန်အိမ်မက်ရှိတဲ့မြန်မာတွေတကယ်ကို ကိုဘွားကိုကိုတိုးတက်ဖို့ရာအတွက်ကိုအိမ်မက်ကြီးကြီးမျောလင်းကြီးကြီးကြီးနဲ့ကြိုးစားနေတဲ့လူတွေအတွက်တော့တကယ်စိတ်မကောင်းဖြစ်ရပါတယ်လို့ကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်စိတ်မကောင်းကြတဲ့တဲ့ရင်ကိုပြောပြပေးရတဲ့အတွက်လည်းပဲတကယ်စိတ်မကောင်းဖြစ်ရပါတယ်အခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်